င်္ဂလာပါရှင်။နိုဝင်ဘာလ9ရက်တနင်္ဂနွေနေ့အတွက်ရှင်ကုန်ရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့တန်လင်တွင်စာပတ်ရှိန်မြင့်တင်ရေဟောပြောဝဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။တန်လင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသောစာပတ်ရှိန်မြင့်တင်ရေလှူရှားမှုအသိပညာပေးဟောပြောဝဲ နေရကစာဆောင်ပြပွဲနှင့်စာအုပ်ပြပွဲကိုနိုဝင်ဘာ၈ရက်နေ့နဲ့နေ့စဉ်နာရီကအခြေခံပညာအလဲတန်းကျောင်းကစစ်ပင်ကွင်းကျောင်းမှာကျင်းပကြောင်းသိရပါတယ်။ရှေးဥစွာပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ရွှေဤဝင်းကျော်ကစာဖတ်ရှင်မြင့်တင်၏အသိပညာပေးဟောပြောပြီးကျောင်းဆရာမကြီးဒေါ်အေးတီရာနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးဦးအေးမော်တို့ကကျေးဇူးတင်စကားပြန်လည်ပြောကြားပါတယ်။ ဆက်လက်၍တုဒ္ဒယတာစာအုပ်များနှင့်အသိပညာပေးနေကက်စာဆောင်များအားခင်းချင်းပြသရာကျောင်းသားကျောင်းသူများမှစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့ဖြိုးတီဟာကပြပို့လာတာပါဆလတင်ဆက်ပြီးမှာကတော့သုံးခွမြို့နယ်တွင်စောင်းသီးနှံစိုက်ပျိုးစီခြေငွေများထုတ်ချေးရတဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးသုံးကားမြို့နယ်မြမလေယာဖွံ့ဖြိုးရေးဗန်ခွဲမှတောင်သူများအား2025ခုနှစ်တိထက်ဆောင်သီးနှံပေးတီစိန်ဆက်ပြူးထုတ်လို့ရန်ဆက်ပြူးစီချင်းငွေများကိုအောက်တိုဘာ14ရက်နေ့နဲ့စင်နာရီကစတင်ထုတ်ချေပြီးကြောင်းသိရပြီးနိုဝင်ဘာ9ရက်နေ့နဲ့ပိုင်းချိန်ကကြန့်ရှိတဲ့ကြေးရွာများအားဆက်လက်ထုတ်ချေပြီးကြောင်းသိရပါတယ်။အဲ့ဒီလိုထုတ်ချေပြရတွင်မြို့နယ်မြမလေယာဖွံ့ဖြိုးရေးဗန်ခွဲမန်နေဂျာဦးဝင်းလိုင်ကအမှားစကားပြောကြားပြီးအာတာဒန်ရန်ကြီးအောင်တာကရာ မိချောင်းကန်ကြေးရွာတို့မှတောင်သူ254ဦးအားတဧကလင်ငွေကျက်တသိန်းနှုန်းဖြင့်1933ဧကအတွက်ငွေကျက်1933သိန်းကိုထုတ်ချေးပေးကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့စီတူလင်းကပေးပို့လာတာပါ။ထပ်မံတင်ဆက်ပေးမှာကတော့ရထားတန်လန်းကိုကောင်းအိတ်နေတဲ့တားဖနှစ်ဦးရထားကြိတ်ခံရလို့အဖေဖြစ်သူတည်ဆုံးတဲ့သတင်းဖြစ်ပါတယ်။ရထားတန်လန်းကိုကောင်းအုံမီအိတ်ပြိုနေကြတဲ့တားဖနှစ်ဦးရထားကြိတ်ခံရလို့အဖေဖြစ်သူတည်ဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခုနိုဝင်ဘာ9ရက်မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဉ်မှာရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်ရွှေပြည်သာဘူတာနှင့်ဆက်မှုဆောင်ဘူတာကြားယထာလန်မိုင်တိုင်း27မြင်းဆောင်22နေရာမှာဖြစ်ပွားခဲ့တာလူသိရပြီးအဖေဖြစ်သူဟာဥကောင်ပြတ်တံရနဲ့တည်ဆုံးနေခြင်းဖြစ်တယ်လို့ဆိုပါတယ်တည်ဆုံးသူရဲ့သားဖြစ်တဲ့ကလေးငယ်ကတော့အသက်ရှင်နေတွေ့ရှိခဲ့ပြီးထိခဲ့တဲ့အရာရရှိထားတာကြောင့်လူမှုကွန်ရီရဲ့အသင်းရှင်နဲ့အင်စင်စေယုံကြည်သူကူညီပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်ရှင်နောက်ဆုံးတင်ဆက်ပြမှာကတော့ CNG ဆိုင်များမီးပြတ်ချိန်တံခွင့်မပေးတာကြောင့်ကားများအချိန်ကြာမြင့်စွာစောင့်ဆိုင်နေရတဲ့တဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်မြို့ရှိ CMG ရောင်းဆိုင်များတွင်မိဆက်ရှိတော်လဲမိပြက်ချိန်မှာတန်းဝိဖြည့်သွင်းခြင်းရဆိုင်ထားမှုများများပြားလာတာကြောင့် YMSA များနဲ့ taxi များအချိန်ကြာမြင့်စွာဆောင်းဆိုင်ပြီး CNG ဖြည့်သွင်းနေရတယ်လို့သိရပါတယ်။ရန်ကုန်မြို့ရှိ YMS ကားများနဲ့ CNG taxi များမှာတစ်မျိုးလုံးရှိ CNG ရောင်းဆိုင်42ဆိုင်တွင် gas ဖြည့်သွင်းနေရခြင်းဖြစ်ပြီးမိပြက်ချိန်များတွင် gas များပိတ်ထားခြင်းကြောင့်ညာရေးဆောင်းဆိုင်မှုများရှိလာကြောင်းသိရပါတယ်။ရန်ကုန်မြို့တွင်တိုက်စီအငားရင်6000ကျော်ကနေ YMS Bus ကအစီအရေ3500ခန်းရှိပြီးနေ့စဉ်ခရီးသည်တသန်းခွေခန့်ကိုခရီးသွားလာမှုဝန်ဆောင်ပေးနေကြောင်းရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC ထံမှသိရပါတယ်ရှင်။